မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့ဓတမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့အထုပ်ပတ်တိစကားပြေလေးစာပေလေးအကြောင်းကို ပြောပြဖတ်ပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ရောမင်းကြီးစိတ်တက်တဲ့ရောမင်းကြီးစိတ်တက် ကိုမှော်ပြီးဆရာသိန်းရေးသားတဲ့မြမလွတ်တော်ဝင်းကြီး မှုကြီးများ၏အထုပ်ပတ္တိစာအုပ်ကနေ ကောက်နှုတ်ထားတာဖြစ်ပါတယ်မော်ဘီဆရာသိန်းကိုမြန်မာတက်ကရက်1223ခရစ်နှစ်1862ခုနှစ်မှာဖွားမြင်သည်မြန်မာတက်ကရက်1303ခုနှစ်ခရစ်နှစ်1942ခုနှစ်တွင်ကွယ်လွန်သည်ဇာတိမှာမော်ဘီမြို့နယ်မင်းရွာ ငယ်မီမာမောင် ဖိုးသိမ့်ဖြစ်၏ငယ်စဉ်ကဆင်းရဲနွမ်းပါခဲ့၍ပညာကို ဖြောင့်ဖြောင့်မသင်ခဲ့ရဘဲအလုံးမျိုးစုံလုံရင်ပညာရှာရသည်ကျဲကြောင်သားလှေထိုးသားလဲကူလီ အလံပဲပြသူဇက်လူပြက်စိုင်းနောက်ထဇက်တချင်းရေးသူ ရုပ်ဆောင်စဉ်အပြိုတော်ကိုင်းစသည်ဖြင့်အကျန်းအနုစုံအောင်လုပ်ခဲ့ဘူးသည် ထို့နောက် တဲတိုင်စရေမြို့အုပ်စရေအင်္ဂလိပ်အရေးပိုင်များအိမ်တွင်ဗန္ဒာစိုးဇပွဲထုမြမစာပြဆရာစသည်ဖြင့်လဲလှုပ်ဖူးသည်ထို့ပြင်ကြောက်စာကူးသူစပုံနှိတ်တိုက်စရေတရင်စာတိုက်စရေစသည်ဖြင့်လဲဘဝမျိုးစုံကျင်းလဲဘူးသည် ဤသို့ဘဝမျိုးစုံ အတွေ့အကြုံမျိုးစုံကို တွေ့ကြုံခဲ့ရသောကြောင့်ဘူးတုတမျိုးစုံကိုဟင်းလေးအိုးတပွဲအယူလွယ်အိတ်တပွဲစူဆောင်းတင်ပြနိုင်ခဲ့သည်အင်္ဂလိပ်စာ အင်္ဂလိပ်ယဉ်ကျေးမှုကိုရှေ့တန်းတင်နေသော ကိုလိုနီခေတ်တွင်ဆရာသိန်းသည်မြန်မာနိုင်ငံအရက်တကာသို့ မနာတန်လှည့်လည်သွားရောက်ကာ မြမာမှုမြမာစာပေမြမာရာဇဝင်တို့ကို အပတ်တကုံရှာဖွေစူဆောင်ဖော်ထုတ်ခဲ့သည် အင်္ဂလိပ်အရာရှိကြီးများထံတွင် မင်းပါဆိုးခွင် ဝင်ခဲ့ရတော်လဲကောင်းပေါင်းဖြူဖော်လုံးနှင့်ဖြင်းအင်းကြီးဖြင်းလုံးကြီးတောင်ရှိပစိုးတို့ကသာဝှစ်စင်ပြီးယွန်းအေယွန်းဒေါလန်တို့ကသာအမြဲအသုံးပြုခဲ့သည်မြမာဆန်ဆန်လဲစားတော့နေထိုင်ခဲ့သည် ဆရာသိန်းသည်ပောပောရာဏဒီပနီနှစ်တွဲအယူလွယ်အိစာဒံနှစ်တွဲပါဇက်ရာဇဝင်နှစ်တွဲရာလေးယုံရာလေးလုံးပုံပြင်ဗျိုင်းနာမင်္ဂလာစာဒံရှေဖြစ်နှောင်းဖြစ်စာဒံဟင်းလေးအိုမြမလွတ်တော်ဝင်းဝင်းကြီးမူကြီးမြအထုပ်ပတ်တိစာတော်မြမမှုမြမစာပေနှင့်မြမရာဇဝင်ဆိုင်ရာစာအုပ်စာတမ်းအမျိုးမျိုးအပြင် စာနယ်ဇင်းများတွင်လည်းစာပေရင်ကျင်းမှုဆိုင်ရာစောင်းပါများစွာရေးသားခဲ့သည်ဒါကတော့ယောမင်းကြီးစိတ်တက်အထုပတိကိုရေးသားခဲ့တဲ့မော်ဘီဆရာသိန်းရဲ့အကြောင်းကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ကဲဒါဆိုရင်ယောမင်းကြီးစိတ်တက်ကိုဖတ်ကြည့်အောင်ယောမင်းကြီးစိတ်တက်တခါတော့လဝဲရေချောင်းပိုမင်းအိမ်၌ မြင်းထင်းနေသောငတားဆိုသူသည် အလူမသာရှိရာတို့၌တန်ငယ်ချင်းများကိုဟေးရွှေပြည်ဝင်ကြီးရတဲ့ဝိမု ക്തി ရတကျံကာယာနုပတနာကျံဥတုဘောဇနသင်္ဃဟာကျမ်းများကို ကြည်ကြပါကွယ်ဝိမု ക്തി ရတကျမ်းမှာဆိုထားလိုက်တာဘာပြောဖို့ရှိမလဲလွန်ရောကာယာနုပတနာကျမ်းမှာမိမဥဘေမြရှိသည်ယောက်ျားဥဘေမြရှိသည် ခလေးများပဲအရွယ်ရှိတဲ့အခါငိုတော့အာသည် အချိန်မီမြဆိုသည်ဆိုထားလိုက်တာကွယ်လွန်ရောဥတုဘောဇနာတင်ကဟာကျန်းကအစားအသောက်အစာမျိုးမျိုးရေချိုးနီနတ်တာလင်းရတော်နီအသားကိုစားနီများကို ဆိုထားလိုက်တာကွယ်အသက်ရှိဖို့ကြီးပဲကွယ်ဖတ်ကြပါကွယ်ဟု အပြောများသည်ကို နေရာတိုင်းကြားပံများသည်ဖြင့် ရွှေပြည်ဝင်ကြီးဤအိမ်ဦးစရေတယောက်ကမခံကျင်သောကြောင့်ဝင်ကြီးမင်းအားဤအကြောင်းကိုရှောက်တင်လေ၏ထွေခါဝင်ကြီးမင်းကဘဲကငတားလဲကွက်ဟုမေးရာလဝဲကြောင့်ဘုံမင်းအိမ်ကမြင်းထိန်ငတားဖြစ်ကြောင်းမှာဖျားဟုရှောက်ရာအမေမင်းဒီအကောင်ကိုအမြန်သွားခေါ်စမ်းပါကွယ်ဟုမိန့်တော်မူသည့်အတိုင်းသွားခေါ်၍ငတာရောက်လာရင်ဝင်းကြီးမင်းက ဟဲ့ငတာမောင်မင်းငါရေးသားတဲ့ကြမ်းများကို လူတကာကြည့်ရှုရန်တိုက်တွန်းပြောဆိုသည်လို့ငါကြားရတယ်ဟုတ်ကဲ့လားဤအခါငတာကဝမ်းသာအာရနဲ့မှန်ပါဖျားဟုလျှောက်ထားရာဘဲကြမ်းများကို မောင်မင်းပြောပြတဲ့ုံပြမှန်ပါဝိမု ക്തി ရတကျမ်းကာယ ानु ပတ္တနာကျမ်းဥဒ္ဓဘောဇနာကျမ်းများဖြစ်ပါကြောင်းဖျား မောင်မင်း၎င်းကျမ်းများကိုကြည်ဘူးပါကြည်ဘူးပါသလားဗျာမကြည်ဘူးပါမမြင်လဲမမြင်ဘူးပါ သူတို့လူကြီးများပြောကြသည်ကိုကြားရပြီဖះကျွန်တော်မျိုးလဲလူတွေ့အတိုင်းပြောပြကြောင်းပါဖះဧကာရွှေပြည်ဝင်ကြီးကဒေါင်တင်ငါ၁၆ပြားထုတ်ပေး၍ရော့၎င်းငွေနှင့် မောင်မင်းပစိုးဝယ်၍ဝစ်လေနောက်ကိုယနေ့မှစ၍ ငါရေးတော့ကျမ်းများကိုလူတွေ့အတိုင်းမချိမွန်းလေနဲ့ကြည့်ရှုရန်မတိုက်တုံးလေနဲ့နော်ကြာလာမှတ်သွားလေဤအခါငတာကဘာကြောင့်ပါလဲဖျားဟုရှောက်ရဝင်းကြီးမင်းကနေမစာမတက်ဖဲနဲ့ငါရေးတဲ့စာတွေချိမွန်းပါလင်ငါပါပြည့်ရနေမှာပေါ့မတက်တဲ့သူကချိမွန်းပြောဆိုခြင်းသည်ငါကိုတတ်သည်နှင့်တူဤ တူသည်နေငါနောက်ထပ်ဘယ်တော့ခါမှမပြောနဲ့နော်ခွေးမသားမှတ်သွားလေဟုမိန့်တော်မူလိုက်၏ငတာပြန်လာသောအခါအသည့်တငယ်ချင်းများကဟေးငတာမင်းကိုဝင်ကြီးမင်းကဘာအကြောင်းကြောင့်ခေါ်တလဲဟုမေးရာငတာကမမေးကြနဲ့ကွယ်ဝင်ကြီးမင်းကငါ့ကိုနှုတ်ပိတ်တင်းငါ16ပြားတနာတော်မူလိုက်တယ်မပြောဘူးကွယ်လို့ညင်းဆိုခြင်းပြုလေသည် တယံသောနန်းတော်ကြီး၌နေညီလာကံတွင် မင်းတရားကြီးနှင့် အတွင်ရေကိစ္စပြောဆိုကြရာ အတိုက်အခံအငင်းပွားလျက်ရှိကြရာ ရွှေပြည်ဝန်ကြီးက အမနမသမီးကကိုစ၍ဆန်နှင်းလက်ဆောင်သွင်း၍စိုးမင်းချင်းမြတ်ထိုအမတ်သည် အတက်မရှိတတ္တိကင်းကွာဖုံးကြီးလာမူပြည်ရွာပြတ်ကြောင့်တပါးတီးဟု ရှိပါကြောင်းဖျားဟု တင်းလျှောက်လေ၏ တို့အခါဖုံးတော်ကြီးဖះကငလိုင်းသီလံကိုကြည်စံဘသူကိုင်းနဲ့လှန်တုံးဟု မေးတော်မူရာ အရှင်ခမည်းတော်ဖះကိုင်းတော်မူသောလှန်ဖြစ်ပါကြောင်းကိုလျှောက်သည်မင်းတရားကြီးကငါခမည်းတော်သည်ဤလှန်နှင့်မြေသူကိုစီရင်သည်နီဟု မေးတော်မူရာကျွန်တော်မျိုးကျေးဇူးရှင် အဖကိုစီရင်ပါကြောင်းလျှောက်တင်၏ဤလန်တော်နှင့် မောင်မင်းစီရင်ခြင်းကို ခံလို့သလားဟု မေးတော်မူရာ ရွှေပြည်ဝင်ကြီးက ထိုးတော်မူပါဗျာဟုရင်ဘက်ကိုကော့၍ပေးတော်မူလေသည်မင်းတရားကြီးလည်းလှံတော်ကိုကင်၍အတွင်းတော်သို့ဝင်လေဝင်တော်မူလေသည်ကြံ့ရင်သောဝင်ကြီးများကဝင်ကြီးမင်းမလဲတင်းတင်းမာမာရဲပဲရဲလွန်လာတဲ့ဗျာဟု ပြောကြသည် အကျွန်ုပ်သည်လှံနှင့်ထိုးတက်၍တရားချင်းကမြက်သည် နေရာတိုင်းမင်းကိုမင်းလိုလိုက်၍စီမံတော်မကောင်းမှုဖြစ်ပွားသည့်အတွေ့ တေသွားသောအခါရှေပြည်ဝန်ကြီးသည်မင်းလိုလိုက်မင်းကြိုက်တင်သည့်အတွက် နိုင်ငံတော်ပြည့်စည်ရခြင်းဖြစ်ရလေသည်ဟုဤနာမည်မျိုးကြံရစ်ခဲ့ပါလေလင်တေကျုံးမနှက်ဖြစ်လေသည် ထိုမကောင်းသော အပုံနှံသည်တထောင်းထောင်းနှင့် လူအပေါင်းတို့နှကောင်းရှုံကြမည်ကိုကြောက်เสียကောင်းသည်မူးမှတ်ဆိုသည့်အတိုင်းအကြီးအမှုဖြစ်ကြ၍တဲ့တဲ့မတ်မတ်ဖြစ်အောင် စီမံခန့်ခွဲလျက်ရှောက်တင်ခွင့်ရှိက အသက်ကိုဆုံ၍ရဲရဲဝံ့ဝံ့တင်းကြရမည်သို့မှမူမန်နှင့်တူမည်ဟုပြောပြလေသည် နောက်တနေ့အကြံကြုံနှင့်ယာတုမှရှောချထားခြင်းကိုခံရလေသည်ဒါကတော့မော်ဘီဆရာသိန်းရေးသားခဲ့တဲ့20ရာစုမှာရေးသားခဲ့တဲ့ယောမင်းကြီးစိတ်ဓာတ် အကြောင်းကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ဒီယောမင်းကြီးစိတ်ဓာတ် အထုပ်ပတ်တီထဲမှာခက်စစ်အဖွင့်၅လုံးပေးထားပါတယ်။နံပါတ်၁ကကာယနှုပတနာကျန့်ကိုခန္ဓာကို အဖန်ဖန်ရှုစင်ကျင်ရန် ပြဆိုသောကျန့်။နံပါတ်၂ကဝိမု ക്തി ရတကျန့်နိဗ္ဗာန်ရဲ့အရတာကိုဖော်ပြသောကျန့်။နံပါတ်၃ကနှာခေါင်းရှုပ်နှာခေါင်းရှုပ်ဆိုတာကဲ့ရဲ့ပြစ်တင်သည်။နံပါတ်၄ကနှုတ်ပိတ် နှုတ်ပိဆိုတာမပြောဘဲနေသည် မပြောရင်ဟန်တားသည်နဲ့နံပါတ်5ဥတုဘောဇနသင်္ကဟကျမ်းယာတိဥရုနှင့်ကိုက်ညီသောအစားစာကိုပြတော့ကျမ်းဆိုပြီးတော့ရင်ခက်စစ် အဖွင့်၅လုံးကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်ဒီသင်္ကန်းစာလေးရတော့ယောမင်းကြီးရဲ့ပညာကိုမြင်နိုးတဲ့စိတ်ဓာတ်အသက်မိမိရဲ့အသက်ဘေးကိုပဲမငယ်ပဲမှန်ရာကိုရဲရဲဝံ့ဝံ့ပြောဆိုတဲ့စိတ်ဓာတ်ကိုဖော်ပ ထားတာကိုဒီအထုပ်ပတ်တိကိုကြည့်ပြီးတော့လေ့လာတွေးရှိရမှာဖြစ်ပါတယ်။ကဲဒီနေ့ဖတ်ပြခဲ့တာတော့ဒသမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့အထုပ်ပတ်တိစာပေအခန်းကဏ္ဍတွေကနေရောမင်းကြီးရဲ့စိတ်တန်ဆိုတဲ့အထုပ်ပတ်တိလေးစာပေလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။